ရခိုင်ကစစ်ဘေးရှောင်စခန်းတွေမှာကလင်းငယ်တွေဟာကျမရေးဆောက်ရှောက်မှုမရရှိတာအာဟာရပြည့်ဝစွာမရရှိတာတွေကြောင့်ကိုဝင်ဆောင်မိခင်တွေကလေးအသေးမွေးဖွားတာတွေမွေးဖွားပြီးလပိုင်းအကြမှာပဲတည်ဆုံးတာတွေတိတိတသာတိုးလာနေပါတယ်။ညီထွေးကရိုက်ကူးမေးမြန်းထားပြီးကေခိုင်က တင်ဆက်ပေးမှာပါခင်ဗျာ။ ရခိုင်ပြည်ပုံနာကျုံမြို့နယ်မှာရှိတဲ့တောင်မင်းကလာစစ်ဘေးရှောင်စခန်းထဲမှာကျမရင်ဆောက်ရှောက်မှုမရရှိလို့တနည်းအတွင်းမှာပဲမွေးကင်းစကလေးငယ်တင်ဆိုးမှု၄ချိန်အထိရှိခဲ့ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်နှစ်ကုန်ပိုင်းကစလို့အခုနှစ်2025ခုနှစ်အောက်တိုဘာလအထိတင်ဆိုးမှု၄ချိန်အထိရှိခဲ့တာပါ။ဒါဟာကိုယ်ဆောင်အမျိုးသမီးတွေကိုရောကလေးမင်းခင်တွေကိုပါစိုးရင်စိတ်မြင့်တက်စေခဲ့ပါတယ်။ တောင်မင်္ဂလာစစ်ပေးဆောင်စခန်းထေကစစ်ပေးဆောင်မိခင်တယောက်ဖြစ်တဲ့ဒေါ်ရင်ရင်ဦးကတော့မွေပြီး၃လအကြာမှာပဲခလေးဆုံချုံခရရလို့ဆိုပါရယ်။သူမကုံဝန်ဆောင်နေခြင်းအတွင်စေဝါရှာပါမုံတန်းကြောင့်ကာကွယ်စီမထိုးနှံခေရတာဟာခလေးသေဆုံးမှုအတွက်အဓိကအကြောင်းအရာတစ်ခု ဖြစ်နေလားဆိုတဲ့တန်တရားစိတ်တွေနဲ့ပဲဖြတ်တန်းနေရတယ်လို့ဆိုပါရယ်။ရူရူဖက်စာထန်လို့စေကကချက်ချမလာပါဖက်စာနဲ့နုံလဲမစိုးရတညာလုံး စင်နိုင်ကနေတညာလုံးမလို့အချီတောင်းနေပိုင်းစေခဲကလို့စလေတကတန်ကလေးတပတ်လည်းမရှိမရှိတပတ်လည်းမင်းနဲ့ထိုင်ထထိုင်နေနေရနအစကညုံမီလအတော်ကအတတ်ခုတွေမင်းချရပါကတကောမလို့ရပါစကံကလောဆောင်ဆောင်လောစကံကစကံကဆောင်ပေါ့နိမအဲတထူတီစီတီထူလို့ထောင်းနိမထောင်းချမဒူမွေးချီမ၃နိုင်မ အသားလည်းမရှိရပါဘူးဒါဟာသူမရဲ့ဒုတိယမြောက်ကလေးဆုံးရှုံးခရတာဖြစ်ပြီးသူမရဲ့ပထမကလေးကတော့ကာကွယ်စေအပြည့်အဝထိုးနိုင်ခဲ့လို့ကျဲမရဲ့ကောင်းမွန်စွာမွေးဖော်နိုင်ခဲ့ပြီးလက်ရှိမှာ၃နှစ်အရွယ်ရှိပြီလို့ဆိုပါတယ်ရခိုင်မှာမြို့သိမ်းတိုက်ပွဲစတင်ခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလကစတင်ကစစ်ကောင်စီကရခိုင်ပြည်ကို ကုန်းလဲရေလန်တော်လောက်ခွင့်ကန့်သက်ပိတ်ဆို့ထားမှုတွေကြောင့်ဒေတာတွင်ဆေးဝါးစင်းလုံးတွေမြင့်တက်လာကဆေးဝါးရှားပါးတဲ့ပြဿနာတွေနဲ့ရင်ဆိုင်ခဲ့ကြရပါတယ်။ရခိုင်မှာဆေးဝါးတွေရှားပါးလာတာနဲ့အများကျဲမာရေးစောက်ရှောင်းမှုတွေကလည်းမရရှိသလိုကိုဝန်ဆောင်မိခင်တွေနဲ့မွင့်ကင်းစခလင်းငယ်တွေအတွက်မရှိမဖြစ်လိုအပ်တဲ့ကာကွယ်ဆေးကိုတောင်မထိုးနေနိုင်ခဲ့ပါဘူး။ အလားတူပဲတောင်မင်းကလာစစ်ပေးလျှောက်စခန်းမှာလည်းကိုဝင်ဆောင်တွေနဲ့အမွေကင်းစကလေးငယ်တွေမှာကျဲမရဲစောင့်ရှောက်မှုမရရှိတာအဟာရတဲ့ပြည့်ဝစွာမရရှိတာတွေကြောင့်ကလေးအသေးမွေးဖောတာနဲ့မွေးဖောပြီးနှစ်လသုံးလအကြာမှာပဲကလေးတည်ဆုံးတာတွေရှိနေတယ်လို့စခန်းတောင်ဝင်ရှိသူတွေနဲ့ကလေးမိခင်တွေစီကသိရပါတယ်သူတို့ကကကိုစီမထိုးနိုင်လို့အရှိမပိုးဝန်နေလို့ပြောပါအတော်အတိဖိုက်တယ် ဦးလလစဘာစင်မလေးရေအရှိလေးစင်မတိလခဘရေပထမအရှိတိရကြခကပေါ်ဘူးဝတ်ထမမအတိဘလမ်တိပေါ်ဘူးပေါ်ပိုတိဘာရေကအာတယောကပေါ်ဘူးစနတုံးဝနစနနုမတဘနဝဝဖူရတိခဘရေဒီကအတယောကနိမိကခေါလာခနိုင်လို့ရှိပါရရအရှိလေးမမုံမဘာပေါ်ဝန်စပုံစံမျိုးနဲ့ရအရှိလေးတိလခဘရေ ုံဝန်ဆောင်မိခင်တွေအတွက်လိုအပ်တဲ့ဂျဲမာရေးပြုစုစောင့်ရှောက်မှုမရတာအပြင်အဟာရပြည့်ဝစွာမစားသုံးနိုင်မိခင်နဲ့ကလေးအတွက်မမွေးခင်အချိန်မှာပါမွေးပြီးအချိန်မှာပါအသက်အန္တရာယ်ရှိနေနိုင်ရလို့ဂျဲမာရဲ့အတိုင်းအဝိုင်းကထောက်ပြပြောဆိုပါတယ်ဒါကြောင့်ကလေးအသေးမွေးဖွားတာနဲ့မွေးကင်းစကလေးငယ်တွေအသက်ဆုံးရှုံးနေမှုတွေကိုရှော့ချနိုင်ဖို့အတွက်ကာကွယ်ဆေးတွေထိုးနေကြဖို့နဲ့ဆေးရုံစေခန်းတွေမှာလာမွေးကြဖို့အကြံပြုပြောဆိုထားပါတယ်။ ါပေမဲ့အလောအကိုင်းရှားပါတဲ့အတွက်မသေးယုံတမေပဲအငှက်ပေးကိုဖြည့်ရှင်းနေရတဲ့စစ်ဘေးရှောင်တွေကတော့ကိုယ်ဝန်ဆောင်နေချိန်မှလည်းအာဟာရပြေဝစွာမစားတောင်းနိုင်သလိုဆေးရုံစေခန်းတော်ပြီးတော့ကာကွယ်ဆေးတွေမထိုးနိုင်ဘူးလို့တောင်မင်းကလာစစ်ဘေးရှောင်စခန်းကကိုယ်ဝန်ဆောင်မင်းခင်တယောက်ဖြစ်တဲ့ဒေါ်လာမေကပြောပါတယ်။သူမဟာလက်ရှိမှာကိုဝန်ကိုလာရှိနေပြီဖြစ်ပြီးမိသားစု6ယောက်ရှိတဲ့အပြင် အလောက်ကိုင်းတွေလည်းမရှိသလိုကုညီထောက်ပံ့မှုတွေလည်းမရရှိတဲ့အတွက် ကိုဝန်ဆောင်အတွက်လိုအပ်တဲ့အာဟာရဖြစ်စဉ်နဲ့အစားအစာတွေကိုတော့မစားနိုင်ဘူးလို့ဆိုပါတယ်။ဇိုင်းနွေးလဲဆံပေမိတာဂျူလမ်းမြိုင်အစိမြိုင်ချီတလုံးထော်လဲတင်းဘယ်ကတဲ့တဲ့နေဒီပေအာမဟိစောလဲစဉ်းစားပါရဲ့။ဇာဇာချွန်စလင်းကရခိုင်မှာကာကွယ်ဆေးတစ်ခါထိုးနေဖို့ငွေကြက်တသိန်းနီးပါအထိကုန်ကြမှုရှိနေတယ်လို့သိရပါတယ်။ ဒီလိုမျိုးမိခင်ရဲ့အနှွေနဲ့ဖြစ်ရဆိုတဲ့ကြုံတွေ့နေရတာကဒီစစ်ဘေးရှောင်စခန်တစ်ခုတည်းတော့မဟုတ်ပါဘူး။ရခိုင်ပြည်အတွင်းစစ်ဘေးရှောင်တိုင်းလိုလိုမှဖြစ်နေတာပါ။ဒါတွေကြောင့်တစ်ဖက်မှာလည်းစစ်ဘေးရှောင်တွေဟာခလေးယူဖို့စိုးရိမ်နေကြတယ်လို့ဆိုပါတယ်။ဒါပေမဲ့ကိုဝန်တားဆဲတဲ့အကောက်ွေပစ္စည်းတွေကဈေးကြီးနေတဲ့အတွက်မလို့ချင်ပေမဲ့ခလေးရတော့ကြတဲ့အခြေအနေတွေလည်းရှိနေတယ်လို့ ်မင်းပြားမျိုးနဲ့စွန်ရဲစစ်ပေးဆောင် စခန်းမှာနေထိုင်တဲ့အသက်38နှစ်အရွယ်ကိုကံမင်းအောင်ကပြောပါရယ်လူမရကသာမတိတော့ယူဖို့စံတော်ရှိဒီတော့အိမ်ဟောင်းလေးကျွန်တော်တို့အိမ်ကအားခင်းနေတော့ခါမယူဆောင်မယူဆောင်ပဲနဲ့တော့ရာခဆောင်အတိုက်တူရဒီရနေပိုင်လိုက်ဟိုမှာပိုင်လိုက်ဒီဘဝတလုံးနဲ့သားမရဘူးလေတော့အပိုင်ပြီးတော့မယူဆောင်အားရောက်မနေတော့ရောက်တဲ့မမဆိုတော့ပြီးကျဲပါလေနဲ့အဲဒီနေ့တော့ဝင်ကြည့်ကြည့် ဒီ double တာစီမိုစီလေးဝင်လို့မခုနာရဲရခိုင်မှာကိုဝန်တာစီတကက်ဟာစစ်ဘေးရှောင်စခဲမှာနေထိုင်တဲ့စစ်ဘေးရှောင်တွေရဲ့တရက်တာဝင်ဝင်နဲ့ညီများတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့အရခတတော်အေးကထိန်းချုပ်ထားတဲ့မြို့နေတိုင်းလိုလိုမှာမွေးကင်းစားကနေတုံးတဲ့အရွယ်ကလေးငယ်တွေကိုကောက်ွယ်စေအခမဲ့ထိုးနယ်ပေးတော်မှာဖြစ်တယ်လို့သိရပါတယ်။ ရခိုင်ပြည်အတွင်းမှာအေအေကကျဲမာရေးပညာရေးကရအတီးတီမှာဝန်ဆောင်မှုတွေပေးနေပေမဲ့လေကုံစီစီစင်မှုနဲ့နိုင်ငံတကာအကူအညီဝင်ရောက်မှုအားနည်းနေသေးတာကြောင့်လုံလောက်မှုမရှိသေးဘူးလို့ဆိုပါတယ်။ရခိုင်မှာတကြောပြန်တိုက်ပွဲတွေကြောင့်အိုးအိမ်စွန့်ခေါ်ထွက်ပြေးတိမ်းရှောင်နေရသူ6သိန်းကျော်ရှိပြီးစာဝန်တွေကျဲမာရေးပညာရေးစတဲ့အခြေခံလိုအပ်ချက်တွေနဲ့ပြည့်နေနေပါတယ်။ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP ကရခိုင်ပြည်အတွင်း2025ခုနှစ်မှာအငတ်ဘေးကျန်အောင်နိုင်ပြီးလက်ရှိမှာ လူရည်နှသန်းလောက်ကအငတ်ဘေးဆိုင်မဲ့အန္တရာယ်နဲ့ရင်ဆိုင်နေရတယ်လို့ဆိုထားပါတယ်။ကျမကေခိုင်ပါ။